ဘဘာကြီးတို့အုတ်ချုပ်နေပါတယ်ဆိုတော့ရန်ကုန်မြို့ကြီးမှာမြို့လေကောင်းမှာတော့မူရစီဝါရှူပြနိုင်တဲ့အခြေအနေမျိုးထီတော့ဖြစ်နေပြီဆိုတော့ခမားတို့အုတ်ချုပ်တာကဘာလဲပေါ့နော်ဒါတော့မဲ့တော်လိုင်းတက်ဘွဲတွေကဟိုပြောရမယ်ဆိုတော့တော်လိုင်းတက်ဘွဲတွေကမြို့ပေါင်း60ကျော်အုတ်ချုပ်ပေးထားသေးလို့ခမားတို့အုတ်ချုပ်ရတဲ့မြို့နဲတာတော့မှအကျင်းပါရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖုတ်ဖို့ချင်းနဲ့အတန်ထွက်လာတယ်ကျွန်တော်တို့အမဲစရင်တွေကတ်ထားတာတော့ကြည့် အကြီးတော့တော်တော်များများလွယ်နေ1020တုန်းကဒဇင်အဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးသူတို့တွေတောင်းခံလာခဲ့တဲ့အနေထားပေါ့တော်လိုင်းတပ်ဖွဲ့တွေကလည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ထားနိုင်တဲ့အနေထားဖြစ်တဲ့အတွက်အဲ့စစ်ပြူဟာအခြေကျဖားပုံကိုစစ်ကူစစ်အင်အားတွေမဖြစ်မနေမရောက်ရအောင်ပို့ရမယ့်အနေထားဒါမြဝရီ2.5ကိုအောင်စီရမဖြစ်မနေသွားရမယ့်ပုံစံမျိုးနဲ့သွားတူနေတာအဲ့တော့ ID ဖားပုံကတိုင်းဒီလမ်းကြောင်းမှာရှိတဲ့မင်္ဂလာပါ channel လေးကနေပြန်လဲ ကျိုးဆိုပါတယ်မိတ်ဆွေအားဆရာနဲ့ရောမုန်းတီးပြီးတော့ကျမ်းမြတ်တမှုလိုလာတဲ့ဒလန်ရေးပတော်သားတယောက်ဖြစ်တဲ့ဆိုရင် channel လေးကို subscribe နဲ့ပြပြီးတော့ဆုံးတီးကြည့်ရှုပေးပါဖွင့်နဲ့ခွေစက်ဖောက်ပြီးတော့ထွက်ပေါ်လာမဲ့ရွေးကောက်ပွဲအတုမကျင်းပရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖို့ဖို့ချင်းနဲ့အတန်ထွက်လာတယ်။နော်ဘူးလက်လှဆိုပြောထားတာကြည်ပါပြီတော့မှာမင်္ဂလာပါလစ်စာလစ်စာပါ ဒီနေ့ကအော်တိုဘာလ9ရက်တနင်္ဂနွေနေ့ကျွန်တော်တို့အမဲစင်းလေးကတ်ထားတာတော့ကြည့်။ဟောကြည့်တော့တော်တော်များများလွယ်နေတယ်။လွယ်လွယ်ရတယ်ဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီလေ။အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူလီဟလာပြန်ကောက်တဲ့စည်ရင်းတွေပုံအကွာတာတော်တော်ကွာ။ 900မှာ300လောက်กว่าဒါဒါတိတ်တိတ်မကောင်းဘူးเนาะနီးစီနဲ့ပြန်လောက်အောင်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်အောင်တော်တော်ကိုတော်တော်ကိုလောက်အောင်မယ်ဒါ7ရက်နေဆိုကဲ900မှာ300လောက်กว่าล่ะเนาะနည်းနည်းလေးမဟုတ်ဘူးเนาะကြည့်ပါတော့ဒီနေ့က900ဆိုတော့တပတ်ပဲကြာတော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူပါဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးပါဆိုရက်ွက်အုတ်ချုပ်မှုတော့မပါဘူးညကဲကြားတယ်เนาะရက်ွက်အုတ်ချုပ်မှုတော့မပါဘူးတဲ့ ဘယ်အချိုရမှုရဲ့မိသားစုကမဲစင်းမပါဘူး။ကြံနေကျွန်တော်လူတွေပြောမနေနဲ့။အဲ့လိုဖြစ်တယ်။တည်သွားတဲ့လူတွေပြန်ပါနေရရှိတယ်။နော်တည်သွားတဲ့လူတွေနောက်တကအပြီးကြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရ။ဒါတော်တော်များနေ။နောက်တကလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူး။လွတ်တော်ကိုယ်စလေတော့အာနာလို့ထည့်ပြလိုက်လားမသိဘူး။အဲ့တော့ UC ကဒီမဲစင်းတွေကတော်တော်ကိုတော်တော်ကိုမာနေ။ ကဲတေချာနားထောင်နော်အရန်ဒီအာနာတိရတာမဲခိုးလို့ပါမဲစရင်မှားပြီးမဲခိုးလို့ပါတို့ပြောတဲ့သူတွေမင်းတို့ဘက်ကဖြတ်ကြီးကိုလည်းဒီမှာထွက်ပြောနေတယ်တေချာနားထောင်တို့တော့ပြန်ပြင်းရမယ်အဲအဲတွေ့တယ်ဗျအဲတွေ့တော့ဒါလေးကိုအချိန်မီပြင်ပြင်ဖို့အဲ့တော့ဘယ်သူလေးအလုပ်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနောက်တော့လွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကဟလာအားထုတ်ပြီးတော့ မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီးမှန်လားမမှန်လားဆိုရက်ကော့ထီကလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်စစ်ရတယ်ကျွန်တော်တို့လုံနေရတယ်ဗျာကျွန်တော်လည်းဟဲ့လားမဲယုံကိုယ်စားလှယ်ဒီခန္ဓာဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူကြီးကိုစစ်ခုဆိုပဲဒါတမျိုးနဲ့တမျိုးနဲ့ຢာနဲ့ချီပြီးတော့ကွာချားနေတာကဲကြားရနော်ကြားရနော်မဲစီးမှားလို့မဲခိုးပါတယ်ဆိုတဲ့လူတွေမှကြားရနော်ပြောနေပြီဟမ်ဒါလေးတော့ လည်းအားထုတ်ပြီးလုပ်ရလိမ့်မယ် UEC ရလीအဲ့ဒါပြောပြတာလစ်ဆာလစ်ဆာကဲအားလုံးကြားတယ်နော်အဲ့တော့2020ရွေးကောက်ပွဲမှာမဲစရင်မှားလို့မဲခိုးလို့အာနာသိမ်းရပါတယ်ဆိုတော့အခုဒီမင်းတို့လုံမဲ့ဖွင့်နဲ့ခွေစက်ပေါက်မဲ့အတုအယောင်ရွေးကောက်ပွဲကမကျင်းအောင်မကျင်းပါတယ်မဲခိုးနေကြပြီပေါ့အဲ့လိုလားဟုတ်လားကဲမင်းတို့ကပြောခဲ့တာမကျင်းမကျင်းအောင်မကျင်းပါတယ်ခိုးနေကြပြီပေါ့မဲစရင်မှားလိုက်မဲခိုးမဆို့ အဲ့တော့မဲစရင်မှားတာဒီ2020ရွေးကောက်ပွဲမှာမှားတာလား2015ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်အရေးအတွက်နဲ့နော်2020မှာမှားခဲ့တဲ့ကိန်းကနန်ဘယ်ဟာကပိုများလဲအခု2020ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်နဲ့အခုဒီအတူရောင်ရွေးကောက်ပွဲကမဲစရင်ဘယ်ဟာပိုမှားလဲဟိုမှာ900မှာ300လောက်မှားနေတယ်ဘူးလက်ပြောတာကဲစဉ်းစားကြည့်ပြီးတော့ ဘလို့သွားလောက်တော့ဘူးလေဟမ်လွတ်တော်ကိုယ်စားလှယ်အိမ်မာတော်မှနော်သူလွတ်တော်ကိုယ်စားလှယ်တယောက်ပါလားတိုင်ငါလုံးပါမလားဘူးရက်ွက်အုပ်ချုပ်ရေးအိမ်မာတော်မှတိုင်လုံးပါမလားဘူးဟမ်တယ်ပြီးသားလူတွေပြန်ပါလာကဲဒါမှဘူးလက်ကိုယ်လည်းထွက်ပြောလာစဉ်းစားကြည့်ကဲအဲ့ဒါကျတော့ဘာပြောကြမလဲကဲမဲစင်းမားလို့မဲခိုးတယ်ပြောတဲ့လူတွေအဲ့ဒါဘာပြောမလဲခုဆိုရင်ဒါကျွန်တော်တို့ရန်ကုန်မြို့ပေါ့နော်ရန်ကုန်မြို့လေကောင်ဒါပန်းစိုးရန်တရာအစင်းပေါ့ဒါလူမြင်ကွင်းမီးပွိုက်မှာပဲ ါလုံငယ်တယောက်ကနေပြီးတော့မူရီဆေးဝါ WYO တို့မီးရှို့ပြီးတော့ရှူဆိုင်တုံးဆွဲနေတဲ့ဗီဒီယိုပေါ့နော်ပုံလေးခုနကျွန်တော်တို့ Facebook လူမှုကွန်ရက်မှာပြန့်နှံ့လာအဲ့ဒီပုံလေးကြည့်ချင်းအားဖြင့်ဘုံကလည်းဟိုတော်တော်ထိတ်လန့်ဖို့ကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ရင်တော့လည်းကျွန်တော်ပြောခဲ့ဘူးလေဒါမူရီဆေးဝါဆိုတာ WY လို့ပါတော့ဆိုတော့ဘလောက်ထိပေါ်လဲဆိုတော့ပဲကြီးလော်ထက်တောင်ပေါ်တယ်လို့ပဲကြီးလော်ကဘုံ နေရာတိုင်းမှာကွယ်မရဘူးတကယ်တော့ WWE နေရာတိုင်းမှာရှိတယ်အဲ့ဒီတော့ကျွန်တော်တို့နိုင်ငံတော်တော်ဆုတ်ပြတ်တက်ပြီးတော့ဒါဟိုရန်ကုန်မြို့လေကောင်မှာဆိုလဲအများကြီးပါခုန WWE နီးတုံးဆွဲတဲ့လူကယောက်ျားလေးတွေမကောက်ဒါမိန်းကလေးတွေတမီးပြိုတွေကအစဟိုမလုံးဂျုံတော့ဘောနော်နောက်နောက်တစ်ခုကကျွန်တော်တို့ KTV တို့ Night Club တို့နောက်နောက်စင်တင်တို့ဒီခုန Night Club တို့စင်တင်တို့ KTV တို့ဆိုတာလဲခုနဗိုလ်ချုပ်ကြီးကြီးအကုန်လုံးကဒါရန်ကုန်မြို့မှာဆယ်ရာ ိုဝင်ထားတဲ့ဟာလေးကြီးပဲနောက်တစ်ခုကဒီဆိုင်တွေမှာရောင်းရောင်းတဲ့ခုနဝူးရတောက်စားရမယ်ခုနလိုအရက်သေးစားဘီးယာအထောက်ကုံမှန်တမရတာစစ်တဲ့ရဲ့ဇီဝရေးတွေပဲပေါ့နော်အဲ့ဒီတော့ခုန WYN နဲ့ခုနပေါ်ချင်းတော်ချင်းကိုဒါဖြန့်ထားတဲ့သဘောတော့တွေ့ရတာပေါ့ဟုတ်ဒါကတော့ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်လည်းကြည့်လိုက်တယ်ပေါ့နော်ကြည့်တဲ့အချိန်မှာ तू ကဒီဘေးနာခြံစည်းရိုးနာကိုကတ်ပြီးတော့မှဟိုပြောရရင်တော့ဟိုဟိုကျွန်တော်တို့ ဗာလဲဟို WI ဟိုဖြစ်တဲ့လူတွေပြောတဲ့စကားလို့ပေါ့သိရဟိုရဲလာမှမကြောက်ဘူးလေးတိုင်းမှာပဲကြောက်တဲ့ဆိုလို့ပဲပေါ့သိရသူတို့ကဟိုဟာဟိုဟာ तू ကဘောပင် လေးနဲ့ဗျအဲ့ပါကြီးလိုက်တဲ့အချိန်မှာဒီဘောပင်ကိုအဖွဖင်နဲ့ထိတ်နဲ့ဖြုတ်ပြီးတော့มาပေါ့เนาะဘောပင်လေးကိုပြောင်းလေးလုပ်ပြီးတော့มา तू ကမီးရှို့နေရပေါ့မီးရှို့ချင်လေးကမငြိမ်တော့ तू ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက် လုတ်တဲ့ဟာကိုဒါကားပေါ်ကနေဗီဒီယိုရိုက်သွားတာဒါကတာမန် တာမန်ကိစ္စလေးတစ်ခုပေါ့လို့ထင်လို့ရတယ်ပေါ့နော်ဘာလို့မကောင်းမှုလုပ်တဲ့လူကလမ်းဘေးလမ်းဘေးနေရာမရွေးအချိန်မရွေးလုံးနိုင်နေဆိုတော့အာပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်တို့ဒါရွှေကုံဖျားမှာဒါအင်္ဂါဒေါင်းပါပေါ့နော်အင်္ဂါဒေါင်းမှာဒါဟိုအပေါ်သွားတဲ့တယောက်ဆိုလို့ရှိရင်လေဒါဟိုပြည်သူတာဝန်သိပြည်သူတယောက်ကဒါဗီဒီယိုဖိုင်ရိုက်ပြီးတော့မှဗီဒီယိုဖိုင်ရိုက်ပြီးတော့မှဒါအပေါ်သွားနေတာကိုဗီဒီယိုဖိုင်ရိုက်ပြီးတော့မှတင်လိုက်တော့ဒါအမြန်ဆုံး ဖမ်းမိတယ်ဘာညာဆိုပြီးတော့ဒါ11 media group ကတော့တင်လာတာတော့တွေ့တယ်ဗောနော်ဒါတပိုင်းထားလိုက်ပါကျွန်တော်မကောင်းမှုကိုနေရာမျိုးစုံမှာဖြစ်သလိုကျူးလွန်နေတယ်လို့ဆိုလိုချင်တာအဲ့တော့ဟိုပြောရလို့ရှိရင်မင်းတို့တော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာမှာဟောမူကြီးစေဝါမရှိဘူးလားဆိုတော့ရှိပါတယ်မရှိတရားအကြောင်းမရှိဘူးရှိပါတယ်ဒါပေမဲ့ကျွန်တော်တေချာစနေတကြထိန်းချုပ်မှုမရှိခြင်းကိုကျွန်တော်တို့ကဆိုလိုတာပေါ့နော်စနစ်တကျထိန်းချုပ်မှုမရှိလို့စောက်ယူမဆိုင်ပါဘူးကွာဆိုဥပမာလမ်းလေကောင်မှမိထန်ရှို့ပြတာ တကယ်ဒါထိန်းချုပ်မှုရှိလို့ရှိရင်မကောင်းမှုလုပ်တဲ့လူကစိတ်ကြွယ်ရာကြီးရက်မှာတွတ်လောက်အောင်ပါလေဟုတ်တယ်မှာဘယ်သူမှရဲတို့ပါဘာမလာနိုင်တဲ့နေရာပတ်ဝန်းကျင်ကမမြင်နိုင်တဲ့နေရာဒီလိုနေရာမျိုးမှာတွားပြီးတော့မှအေးစေးစေးစိတ်ငြိမ်အရာမှာတွားပြီးတော့မှမီးရှို့ရမှာပေါ့နော်ဟိုဇရက်ပြက်တို့တိုက်ပြက်တို့ဒီလိုမျိုးနေရာတွေမှာတွားပြီးတော့မှဟိုလူမမြင်ခွေရမှာလောက်ရမယ်အလုပ်ကိုဒါဘဘကြီးတို့အုပ်ချုပ်နေပါတယ်ဆိုတော့ရန်ကုန်မြို့ကြီးမှာမြို့လေကောင်းမှာတော့မူရစီဝါရှူပြနိုင်တဲ့အခြေအနေမျိုးထီတော့ ဖြစ်နေပြီဆိုတော့ခမားတို့အုပ်ချုပ်တာကဘာလဲပေါ့နော်ဒါတော့မဲ့တော်လိုင်းတပ်ဖွဲ့တွေကဟိုပြောရမယ်ဆိုတော့တော်လိုင်းတပ်ဖွဲ့တွေကမျိုးပေါင်း60ကျော်အုပ်ချုပ်ပေးထားသေးလို့ခမားတို့အုပ်ချုပ်ရတဲ့မျိုးနဲတာတော့မပဲမအုပ်ချုပ်နိုင်တာတိုင်းနိုင်ငံလုံးသားအုပ်ချုပ်ရမယ်ဆိုရင်ဘယ်လောက်ထိရောက်တော့ဟိုဟာဖြစ်နေမလဲဆိုတော့အဲ့တော့ပတ်စံရရင်ပြီးရောဆိုပြီးတော့မှနေနေတဲ့လူတွေကများတယ်ရက်ွက်အုပ်ချုပ်ရင်းမှုတို့ရဲတို့စစ်သားတို့အကုန်လုံးပဲနော်ဒီစစ်အာဏာတင်ထားတဲ့အုပ်စုကို မေးကြည့်လူချမ်းသာဖို့ကိုချမ်းသာဖို့ကအဓိကလားတော်လန်ရေးကိုနိုင်အောင်တော်လန်ရေးဘက်ကိုနိုင်အောင်လို့တိုက်ဖို့အဓိကလားလို့မေးလို့ရှိရင် तू ကကိုချမ်းသာဖို့အဓိကပဲဘာလို့လဲဆိုတော့စင်မတိုက်တဲ့နေရာဘက်တာဝန်ကျခြင်းနဲ့ရဲဖြစ်ဖြစ်စစ်သားဖြစ်ဖြစ်ခြေနှမ်းမထွက်ရရင်ပြီးရောကွာဆိုတဲ့နေရာဘက်တာဝန်ကျခြင်းနဲ့ဒီကောင်းလေးစိတ်ထက်အဲ့တော့ပြည်သူလူထုကိုကာကွယ်ခြင်းနဲ့စိတ်လည်းမရှိဘူးနော်တိုင်းပြည်ကိုကာကွယ်ခြင်းနဲ့စိတ်လည်းမရှိဘူး သူချမ်းသာဖို့သူတကယ်ဟိုဖြစ်ဖို့အတွက်ပဲတွေးတာပေါ့နော်အဲဒီဒီလိုမျိုးပြောကျင်တာပေါ့အဲ့တော့မြို့လေကောင်းကြီးမှာတော့မူရေးစေးဝါရှူပြပါတယ်ဆိုတော့နိုင်ငံကြီးကဒီလိုမျိုးအုပ်ချုပ်နေတဲ့ရန်နရာစနစ်ကြီးနဲ့ဘယ်လိုလုပ်ပြီးတော့မှဒီမိုကရေစီဆိုတာကိုဘယ်လိုလုပ်ပြီးဆက်ပြီးတော့သွားနိုင်မှာလဲပြည်သူလူထုကိုတကယ်စီကံပြေဝအောင်လို့ဘယ်လိုလုပ်ထင်းချောင်းကိုကဲနိုင်မှာလဲလို့ပြောကျင်တာပေါ့နော်ဟုတ်ဒီမြောက်တွေကိုပေါ့နော်မြောက်တွေကိုအောင်စရာစစ်ချောင်း ဒါအသေးအတန်နဲ့ထိုးစစ်ဆင်ပြီးတော့အောင်စရာရှိချောင်းရောက်သွားနိုင်ခဲ့တာရှိတယ်။အဲအဲ့လိုပုံစံမျိုးအခုဖားပုံဘက်မှာထပ်ပြီးတော့လုံနေတာရှိတယ်။အဲ့ဟာနဲ့လားစံတူတဲ့အချက်တွေရှိသလိုကွဲပြားတဲ့ဟာတွေပေါ့နော်မတူညီတဲ့ဟာတွေလည်းရှိတယ်။အဲ့တော့သူတို့ရဲ့ရည်ရွယ်ချက်တွေအထမ်းမြောက်ပါမလား။သလိုင်းတက်ဖွဲ့တွေကရောဒါတွေအပေါ်မှာဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အကြောင်းတွေကျွန်တော်တို့ဒါခမန်းကြည့်အောင်ပေါ့နော်။အဲ့တော့ဒါ KNU တပ်မ5နေမြေအတွင်းကဖားပုံကမာမောင်းဒီလမ်းပိုင်းတစ်လျှောက်ပေါ့နော်။အဲ့တစ်လျှောက်ကိုစစ်ကောင်စီကပြန်ပြီးတော့ထိန်းချုပ်ချင်နေတာဖြစ်တဲ့အတွက်အဲထိတ်ချုပ်ချင်နေတဲ့အပြင်ကိုမှသူက ဒီစစ်ပြွာအခြေကျဖာပုံပေါ့နော်အဲဖာပုံစစ်ပြွာအခြေကျအဲဒီကစားကိုလည်းသူကစစ်ကူပို့ပေးနိုင်မှုအတွက်ကိုသူလှုပ်ဆောင်လာတယ်အဲဒီအဖွဲ့ကလည်းစစ်ကူပို့ပေးရမယ့်အနေထားမဖြစ်မနေကိုစစ်ကူပို့ရတော့မယ့်အနေထားဘာဖြစ်လို့ဆိုသူတို့စီကိုစစ်ကူမြောက်တာ၄နှစ်လောက်ရှိပြီအဲဒီလိုမျိုးနဲ့အပေါ်ကနေပြီးတော့ပဲပို့သမျှဒါရိတ်ခါတို့အခဲရန်တို့ဒါတွေကိုအသုံးပြုပြီးတော့ပဲသူတို့တွေဒါတောက်ခံလာခဲ့တဲ့အနေထားပေါ့ဗျာအဲအဲ့အနေထားတော်လိုင်းတပ်ဖွဲ့တွေကလည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ထားနိုင်တဲ့အနေထားဖြစ်တဲ့အတွက်အဲ့စစ်ပြူဟာအခြေကျဖာပုံကို စစ်ကူစစ်အင်အားတွေမဖြစ်မနေမရောက်ရအောင်ပို့ရမယ်နေသားပြောရင်ဒါမြရီနှစ်ခွန်ငါးကိုအောင်စရာမဖြစ်မနေသွားရမယ်ပုံစံမျိုးနဲ့သွားတူနေတာအဲ့တော့ ID ဖားပုံကြိုင်းဒီလမ်းကြောင်းမှာရှိတဲ့ဒီဟိုခုနလိုပေါ့နော်ကမာမောင်းကနေစပြီးတော့ဒါတို့လမ်းကြောင်းကြီးကဒီလိုပုံစံမျိုးရှိတယ်အဲခုနပြောလို့ပေါ့နော်ဒါအောင်စရာကဒါမြရီကိုလာမယ်လမ်းကြောင်းကြီးရှိတယ်လို့ပေါ့နော်အဲအခုလည်းအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့စစ်ကူအရောက်ပို့နိုင်ဖို့အတွက်ကိုအတူတူပဲเนาะအတူတူပဲကျွန်တော်ပြောပြစစ်ကူရောက်ပို့နိုင်ဖို့အတွက်ကိုဒါ BGN နဲ့ခွဲထွက် DGB ရဲ့အဖွဲ့တွေရဲ့အကူအညီကိုရယူပြီးတော့ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ရှေ့ကခုနကဖြစ်စဉ်နေတဲ့အတူတူပဲအဲ့တော့ဒီတက်ဖွဲ့တွေရဲ့အကူညီနဲ့ပေါ့နော်ကမာမောင်းဂရိုင်းတိလမ်းပိုင်းကဒါဝတ်ထူးကြေးရွာမှာပေါ့နော်သူတို့အထိုင်ချပြီးတော့ဂရိုင်းတိနဲ့ဖာပုံဘက်ကိုဥတီဖို့စီစဉ်နေတာဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အရှိမဟုတ်တယ်ခုနလိုပဲသူတို့အနေနဲ့ဘလို့မှမတက်နိုင်တော့တဲ့အခါဒီနေရာဒီဒေသရဲ့နေမြေအခြေအနေတွေအဲဒါတက်ဖွဲ့တွေရဲ့လုံပုံဂိုင်းပုံတွေအလေးအထားတွေပြီးတော့ဒေသခံပြည်သူတွေရဲ့အမူအကျင့်တွေ အထောက်ခံမိမထောက်ခံဤဒါမျိုးပုံစံမျိုးတွေခါစတေချာနားလဲပါတယ်ဆိုတော့နေခံတွေကိုပေါ့နော်နေခံတွေကိုသူတို့လက်သူတို့ဘက်ပါအောင်စီယုံတာမျိုးတွေပါပြီးသားအဖွဲ့တွေကိုအတုံးချတာမျိုးတွေနဲ့သူတို့အခုဆိုရင်လှုပ်ဆောင်လာနေတာတွေ့နေရတယ်ဒါဟာရှေ့အစဉ်ဆက်လှုပ်ခဲ့တဲ့အတိုင်းပဲအဲ့ဒီဥစ္စာတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေသတိထားဖို့လိုတယ်ပြောချင်တာကရှေ့မှာအဲ့လိုမျိုးလေးလှုပ်ခဲ့တယ်လှုပ်ခဲ့တဲ့အတွက်ဘာတွေဖြစ်သွားသလဲအဲ့တော့နောက်တစ်ခါငါတို့အဲ့လိုမျိုးဆုံးရှုံးမှုတွေမဖြစ်အောင်အခုလှုပ်လာနေတဲ့ဟာတွေကိုငါတို့ဘယ်လိုတုံ့ပြန်ကြမလဲဆိုတော့စဉ်းစားရမယ့်အပိုင်းတွေကလည်းအများကြီးရှိလာနိုင်မယ်ပေါ့နော် ်စစ်ကောင်စီကတော့နီလန်အဟောင်းကြီးတွေကိုထပ်ပြီးတော့တုံးနေဆဲပဲဒါပေမဲ့အဲ့နီလန်အဟောင်းတွေကရှေ့မှာထိရောက်သွားတာဖြစ်တဲ့အတွက်ရောတပ်ဖွဲ့အနေနဲ့ဘလိုမျိုးပြင်ဆင်ထားသင့်တယ်လဲ။ဘာတွေလှုပ်ဆောင်ထားသင့်လဲဆိုတဲ့ဟာကရေးကြည့်ပါတယ်။အဲ့တော့စစ်ကောင်စီကဒါဖားပုံဂရိုင်းတီလမ်းကြောင်းတစ်လျှောက်ကတောင်သုံးလုံးဆင်ဆွဲမထော်ကူးစိတ်စတဲ့နေရာတွေကိုစခန်းတွေကိုပြန်သိမ်းယူပြီးတော့သူကနေမြေစိုးမိုးနိုင်ဖို့သူကအတုတက်ရေးကြည့်နေတာပေါ့နော်။အဲ့လိုဟာကိုသူအရင်ဆုံးဥတည်ပြီးတော့လှုပ်မယ်။နောက်တစ်ခုကကျောင်းခုနပြောလို့ပဲဖားပုံအခြေချစစ်ဗျူဟာစီကိုစစ်ကူပို့ပေးချင်တာ။အဲ့အဲ့အကြောင်းမလို့ဒါကျွန်တော်ကရှေ့က မြောက်ဒီနဲ့အောင်စရာစစ်ကြောင်းလိုမျိုးလာဒရန်တူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဘက်လမ်းကြောင်းတစ်လျှောက်ကလည်းဒါခုနတိုင်းမှာပဲဒါကမာမောင်းတို့ဂရိုင်းဒီတို့ဆိုရင်ဒါဝတုခုအာဒီဥစားမျိုးတွေဆိုရင်ဒါကျွန်တော်တို့နေခဲ့မှုတဲ့နေရာတွေပေါ့နော်တကယ်သာတော်လိုင်းတက်ဖွဲ့တွေကအဲပိတ်ဆို့ဒါစီဖြတ်တောက်တိုက်ခိုက်နိုင်တာမျိုးတွေလုံနိုင်မယ်ဟေးဆိုရင်တော်တော်ထိရောက်နိုင်တဲ့အနေထားပါကျွန်တော်တို့ဒါဒီအနာတိတ်မတိုင်ခင်ကဒါကျွန်တော်ဒါအရာရှိငယ်ဘွားနဲ့အဲ့ဘက်မှာတောင်းဝင်ကြတဲ့အချိန်တုန်းကတောင်မှပဲ အဲ့ဒီလမ်းပိုင်းကိုဒါ KNU ကပိတ်တာပိတ်တာအဲ့ဒါကိုဒါစစ်ကောင်စီကလက်ခံရတယ်ဗောနော်အဲ့လောက်ထိဒါအစင်လာရှိခဲ့တဲ့နေရာလဲဖြစ်တယ်ပြောရရင်ဗျာအေးကမာမောင်းကနေပြီးတော့ဂရိုင်းလေးဒါလုံးဝလမ်းကြောင်းပိတ်လိုက်ပါပြီဟေ့ဆိုတဲ့ခါကျရင်စစ်တပ်ကဘာကြေးမှမရတော့ဘူးကားတွေလည်းသွားလို့မရဘူးလှဲလည်းသွားလို့မရဘူးနွားလည်းသွားလို့မရဘူးအဲ့လိုပုံစံမျိုးဗောနော်လူလည်းသွားလို့မရဘူးအဲသူတို့ဖွင့်ပေးတဲ့အချိန်ဗောနော် KNU ကဖွင့်ပေးတဲ့အချိန်ကြမှာပဲဒါဒီဒီဒီကားတွေကသွားလို့ရတယ်ဗောနော်အဲ့လိုသွားလို့ရမှာပဲစီဘိုးတောင်းကြရတယ် ပတ်စံတောင်းကြရတယ်အဲပြီးရင်အကြုံနေကမောင်မောင်ကနေဆိုရင်ဒါဟိုဘက်ကဒိုင်ဒီဝတ်တော့ခုအခုနပြောတဲ့ဒါတောင်းသုံးလုံးမထော့အဲဒီဘက်ချမ်းနေကိုရှိတဲ့ဒီဘက်ချမ်းနေမှာရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့တက်စကန်နေကိုပါဆယ်လေးတွေပို့ပါတယ် အကြုံထည့်ပေးလိုက်တဲ့ပစ္စည်းလေးတွေပို့ရတယ်ဗောနော်အဲ့လိုမျိုးပို့ရတယ်အဲ့ဒါကို KNL ကပိတ်ချလိုက်ပြီဆိုတာနဲ့အကုန်ငတ်အဲ့မှာရှိတဲ့ဟာပဲဝယ်စားအဲ့လိုပုံစံမျိုးဖြစ်ခဲ့တဲ့နေသားပေါ့နော်အဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့နေသားတခုအဲ့တော့လက်ရှိအခြေအနေမှာလည်းအဲ့ထက်မကအခြေအနေကောင်းနေတာတွေရှိတယ်။ဒါပေမဲ့စစ်ကောင်စီကလည်းတည်တဲ့အတိုင်းပဲဒီနေရာကိုမရောက်ရအောင်သွားရမယ့်ပုံစံမျိုးဖြစ်နေတယ်။အဲ့တော့သူတို့အနေနဲ့နီလန်းပေါင်းစုံတုံးလိမ့်မယ်။တုံးတဲ့နီလန်းတွေကရှေ့ကဟာနဲ့ပုံစံတကျသွားတူနေတဲ့ဟာလေးတွေလည်းရှိတဲ့အတွက်ကြောင့်ဂယုဆိုက်ရမယ့်ဟာတွေမှာကြိုတင်ပြီးတော့ပြင်ဆင်ထားစီခြင်းတယ်ပေါ့နော်။အဲ့တော့ တူညီတဲ့ဟာတွေကတော့ခုနဟာတွေဖြစ်တယ်မတူညီတဲ့အခြေအနေတွေလည်းရှိတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ဒါမြောက်ပြည်ဒေသလိုမျိုးကုံသွေးရေးထွက်ပေါက်မဟုတ်ဘူးပေါ့အဲပြီးရင်ဒါအိနီချင်းနိုင်ငံနေနဲ့နီးစက်တဲ့ထိစက်တဲ့နေရာမျိုးလည်းမဟုတ်ပြန်ဘူးအဲကြတော့အဲနီးစက်မှုမရှိတဲ့အတွက်ပေါ့နော်ဒါတစ်ဖက်နိုင်ငံရဲ့ PR တွေကုံသွေးရေး PR တွေကိုလုံးဝလွတ်ကင်းတဲ့နေရာတစ်ခုဖြစ်နေတယ်အဲ့လိုမျိုးဟာတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ဒါခုနကမြောက်ပြည်နဲ့ဒီခုခုဖားပေါ်နဲ့ကွာခြားတဲ့အချက်တွေပေါ့ဗျအဲ့တော့ ကမ္ဘာမောင်းတဲ့ဖာပွန်က52မှ9မိုင်ဝေးတယ်စစ်တပ်ဘက်ကအခုထိလမ်းတော်မှာပဲရှိတယ်ပေါ့နော်ဒီဂရိုင်းတိနားကိုပဲရောက်သေးတယ်ဒါမျိုးသူတို့ဆက်တိုးဖို့ရှိတယ်အဲတိုးဖို့အတွက်ကိုလည်းခုနဖွဲ့တွေရဲ့ကုညီတွေကိုယူတယ်အပြင်အနောက်ကနေလည်းအင်အားတွေလိုက်ဆက်ဖို့ရှိတယ်သူတို့ရဲ့ရည်ရွယ်ချက်ကမရောက်ရောက်အောင်သွားရမယ်ပြီးရင်ဒီနေရာတွေမှာရှိတဲ့တပ်စခန်းတွေကိုပြန်ယူမယ်ပြန်ယူပြီးတာနဲ့နေမြေဆုံးမှုမှုလုပ်မယ်ရွေးကောက်ပွဲလုပ်မယ်ပြီးရင်ဖာပွန်မှာရှိတဲ့အခုချိန်ထိမကြအောင်လုပ်နိုင်သေးတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ် ဒီစစ်ပြွာအခြေချဖာပုံကိုစစ်အင်အားတွေစစ်ကူတွေဖြစ်တင်းမယ်ဆိုတဲ့ဟာကသူတို့ရအဓိကရည်ရွယ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့လက်ရှိရောက်နေတဲ့နေရာကတော့ဂရိုင်းဒီဆိုတဲ့နားမှာပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဖာပုံပြွာကိုကဲမှုအောက်ကဒါခုနဒီအခြေချစစ်ပြွာဖာပုံပေါ့နော်အဲ့ဒီကိုကဲမှုအောက်ကတရင်ဌာနချုပ်တွေလည်းဒါလက်လွတ်ထားရတာရှိသလိုဒါလိုအပ်တဲ့လက်နက်ခဲယမ်းပြီးရင်ရိတ်ခါပေါ့နော်ဆေးဝါးဒါတွေအကုန်လုံးကိုလည်းဒီခုနဖာပုံအခြေချပြွာကသူကလေချောင်းကနေပဲဒါချပေးသလောက်ပဲရတယ်ပေါ့နော် ပြီးရင်စစ်ကူစစ်အင်အားမရောက်တာဆိုရင်လက်နစ်နေပါရှိပြီဆိုပြီးတော့ဒါကျွန်တော်သိရတယ်အဲ့တော့မြောက်ရီကိုအောင်စရာရောက်လာတယ်လို့ပေါ့နော်ဖာပုံကိုရောစစ်ကူရောက်အောင်ပို့နိုင်ပါမလားဆိုတာကိုဒါစိတ်ဝင်စားစောင့်ကြည့်ရမယ့်အရာတစ်ခုလည်းဖြစ်တယ်ပြီးတော့စစ်ကောင်စီကနီးမျိုးစုံတုံးနေတယ်လို့ပေါ့နော်ဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းစစ်ကောင်စီရဲ့လှုပ်ဆောင်နေတဲ့ဟာတွေကိုမသိစရာတော့အကြောင်းမရှိဘူးဗျာအဲ့တော့ဒီလိုမျိုးသိရှိပြီးပြီဆိုတဲ့အခါမှာဘယ်လိုမျိုးပုံစံမျိုးတွေနဲ့တုံ့ပြန်သွားမလဲဒီစစ်ကူတွေကလန်တဝက်မာတယ်မဲ့ပျောက်ဆုံးကုန်မလားပေါ့နော်အလင်းဝင်ကုန်မလားအဲ့ပြင်ခုနလိုဒါ ဖာပွန်အားစစ်ကြောင်းကိုဖာပွန်နဲ့ပဲပြန်တိုက်မလားဒါမျိုးပုံစံမျိုးတွေလည်းဒါကျွန်တော်တို့စိတ်ဝင်စားနဲ့စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျဟုတ်ကဲ့အဆုံးတိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ပြီးရေမှာလည်းပြန်ဆောင်ပေးကြအောင်နော်